နိုဝင်ဘာ25ရက်အင်္ဂါနေ့အာရုံစုတောင်းကြီးအစီအစဉ်ကိုစပြုဖို့ပန္နမကျမ်းတစ်ပုဒ်ကိုဖတ်ပေးပါမယ်။ကောရိန္သုအဝါဒစာပထမဒုတိယစာအခန်းကြီး30အငယ်35ဖြစ်ပါလေ။ကောရိန္သုအဝါဒစာဒုတိယစာအခန်းကြီး30အငယ်35အထိဖြစ်ပါလေ။ အဘယ်ကြောင့်ဤဟုမူကားငါတို့သည်လူဇာတိ၌ကျင်လည်တော်လေဇာတိပရိအလိုတို့လိုက်၍စစ်တတ်ကြသည်မဟုတ်ငါတို့စစ်တတ်ရဲ့30သောလက်နက်သည်ဇာတိပရိလက်နက်မဟုတ်ဖျားသခင်တကိုယ်တော်အားဖြင့်မြို့ယိုမြို့ပြတို့ကိုဖြိုဖျက်နေသောလက်နက်ဖြစ်၏သူလက်နက်အားဖြင့်လူတွေဤအကျံစီတို့ကို၎င်းဖျားသည်ဖျားသခင်ကိုတည်တော့ ဘုရားခင်ကိုတည်တော်ပညာကိုစီတာတော်မာမနရှိသည်မြတ်တို့၎င်းနှိချပေါက်နိုင်၍ခတ်တင်တော်စိတ်ဝိညာဉ်ကိုဖန်သွာချုပ်ထားလက်ခရစ်တော်၏စကားကိုနားထောင်စေကြ၏ဆုတောင်းကြပါစို့။ကောင်းကင်ဘုရားရှိတော်မူသောဖခင်ဆော်သောဘုရားခင်ယနေ့နာနဲ့အစီအစဉ်အစလည်းဆုံးသုံးပါးစလုံးတန်ရှင်တော်ဝိညာဉ်တော်သည်ကျွန်ုပ်တို့အား ဝိညာဉ်စစ်ပွဲအတွက်တုံတင်နာပြကောင်းကြီးပေးပါမည်အကြောင်းကေတိပန်ရှင်တခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ယူသည်စွာကြည်စွာဘာကိုချီးမွမ်းလက်အင်းင်းနာနဲ့အစီအစဉ်ကိုအရှင်ဘုရားလက်တော်ထဲသို့အတူတကွသဘောချင်းတူလက်ဆုတောင်းဆက်ကအနန္ကြပါလေဖဖေဟာအာမင်ဓမ္မတချင်မှ၃ရက်နဲ့၃ရတ္တခေါ်ကျယေရှုတတအသိဝင်သူများနားဆင်ကြကုန်ယေရှုတို့တန်ချူလောက်ကံ စိတ်နှလုံးတွင်လေလောကပြောရာဒုစရိုက်များခြင်းတော်ပေပါစိတ်တစာတန်ခမလုံးအစရှိသူကိုယူတင်ဝတ်ဆောင်မှုလုပ်ဖြစ်ပါလေအာမကုမဲစိတ်မပြပဲအစိမပြဖြတ်မှချင်းတရားကိုဆံငါမသိလေတိုက်ပွဲမှုဖြစ်ပါလေမကြခင်ဂျေဇုရှင်ကြီးခရစ်တော်နဲ့တွေ့တဲ့အခါမှာဓာတုခေါ်ဖို့ဖျောက်ရခိုင်းတဲ့အတိုင်းတိစာရှိသွားလုပ်ဆောင်ကြပါစို့ ကယ်တော့လုံဆောင်နေမှုစက္ကတသဘောနဲ့ခရိယံဒီလိုမေတ္တာပို့တဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့ရှုတာတာတေဝေဒမြာနာဆွေသာကုန်စီယေရှုနော Sois paix, oh, c'est ta sa mienne. လောကကြီးထဲမှာရုပ်ပိုင်းဆိုင်ရာလက်နက်တွေတိုက်တဲ့စစ်ပွဲလို့ဝိညာဉ်စစ်ပွဲဆိုတာရှိပါတယ်လူရဲ့နှလုံးသားထဲမှာဇာတိနဲ့ဝိညာဉ်တွန်တွဲနေတယ်ကျွန်တော်ကျန်တဲ့အတိုင်းသက်ရှင်မယ်နှုတ်ဘတော်အတိုင်းကျွန်တော်ဆူတောင်းမယ်ဆက်ကပ်ကြမယ်ဆိုရင်ဝိညာဉ်အားကြီးပြီးတော့ဇာတိဟာအာနေပြီးတော့ဘာမှမလုပ်နိုင်တော့အေးကျန်တဲ့ဖတ်ခြင်းဆူတောင်းခြင်းကျန်တဲ့လ ీల ခြင်းမိသားဖွဲ့ခြင်းအဲ့ဒါမရှိတော့ဘူးဆိုရင်တော့ ကျွန်တော်ဇာတိတွေကများလာပြီးတော့ဝိညာဉ်တိုက်ပူတော့ရှုံနေသွားနိုင်တယ်။ဒါကြောင့်ဝိညာဉ်စစ်ပွဲတိုက်တဲ့အခါမှာကျွန်တော်ကလူသားတွေဖြစ်တော့ကြောင်းကျွန်တော်တို့ကရှင်ဘောလူကဲတို့ရှင်ဘောလူပြောလို့အာနေခြင်းရှိကြတယ်။ဒါပေမဲ့ကျွန်တော်ရင်ဆိုင်ရတဲ့တိုက်ပွဲအောင်နိုင်ဖို့အတွက်ကိုယ်မှရှိတဲ့ကိုယ်ပိုင်အစွမ်းအစနီးလနဲ့အသုံးပြုမလုပ်ပါဘူး။ စာရရဲ့လက်နဲ့တကူကိုအောင်နိုင်ဖို့ဘုရားသခင်ထံတော်ကတကူအာနာဇက်နဲ့လက်နဲ့များကိုဂင်ဆွဲအသုံးပြုနိုင်ပါလေ။ယုံကြည်သူခရစ်ယာန်တိုင်းရဲ့အသက်တာမှာဘုရားသခင်လမ်းစဉ်သို့မဟုတ်လောကလမ်းစဉ်တစ်ခုခုကိုအသုံးချဖို့ရွေးချယ်ကြရမှာဖြစ်တယ်။ရှင်ဘောလုကဘာကိုရွေးချယ်တယ်လဲဆိုရင်ဘုရားသခင်ရဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့တယ် ဆုတောင်းခြင်းယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းတက္ကပတ်တော်တည်ဟူသောဘုရားရဲ့လက်နက်စုံကိုဝတ်ဆင်ပြီးတော့အဲ့ဒါအပြင်မောင်မိတ်တကူလောကကိုဆိုတရားပြတဲ့မင်းနေဒါဒီအားလုံးကိုကြောင်းနိုင်နေအောင်မြင်နိုင်နေဘုရားရှင်လက်နက်စုံကထက်မြက်တဲ့အာကြည့်ပြီးတော့ဒီခုနပြောတဲ့လောကီဇာတိအားလုံးကို အာနာစစ်တဲ့အာနုကိုအောင်မြင်နေတယ်ဆိုတာအဖေခဏကြီး6အငယ်73နဲ့78မှာအာမခံထားပါတယ်။ဒါကြောင့်ဒီနှစ်ခုမတော်ကမနက်ကြီးတဲ့စာနံဒီဆောက်ထားတဲ့တတိုင်းကြီးတွေအဲ့ဒါကြီးကိုဖြူဖြက်ဖို့ဖျားပြင်ပြင်ဆင်ထားတဲ့လက်နဲ့စကအရေးကြီးပါလေခုနဖတ်တော်တဲ့အတိုင်းပဲသူလက်နဲ့အားဖြင့် လူရိအကျံစီကို၎င်းလူရိကျံစီပြီးတော့မတရားမှုကိုနှစ်ပေါင်းများစွာလောက်ချင်တဲ့အရာတွေဘုရားသခင်ကိုတည်တော်ပညာကိုစီတာတော်မမနာရှိပြတယ်လို့ကောင်းဘုရားသခင်တည်ဖို့လုံးဝဘုရားရဲ့လက်မခံမဲ့တဲ့လူသားပဒနာလူရဲ့အပြေခွာရေးကြည့်တယ်လူရဲ့လှုပ်ဆောင်မှုဆိုဒါတွေရှိသမျှကိုနှိတ်ချမှောက်လံ၍ခတ်တင်သောစိတ်ဝိညာဉ်ကိုဖန်တော်ချုပ်ထားတယ်ဒါတွေအားလုံးကို မောက်ပလန်ပြီးတော့မှသူတို့စိတ်ဝိညာဉ်ချုပ်ပြီးတော့ခရစ်တော်ရဲ့စကားကိုနားထောင်စေကြတယ်။တမန်ကျမ်းစာထဲမှာဒီအဖြစ်ဖြစ်အများကြီးကျွန်တော်ကြုံတွေ့ရပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဖျားသခင်ကိုရှာတွေ့နေအောင်စာတန်ဒီအင်မတန်လင်းမှာပနတ်စွာဖလေစားထားတာတွေ့ရတယ်။ဒါကြောင့်ဖျားတဲ့ထံကပညာအမှန်အရေးကြီးပါလေ။တန်ရှင်သောဝိညာဉ်တော်စကြည့်စုထဲမှာဉာဏ်ရဲ့အရာတွေထက်ပညာအရေးကြီးတယ်။ ဆွတောင်းတဲ့အခါမှာလည်းပညာနဲ့စိတ်ပါလေဆွတောင်းရမယ်။တခြင်းဆိုလည်းခါမှာလည်းပညာနဲ့စိတ်ပါတဲ့ဆွတောင်းရမယ်။အဲ့ဒီအပြင်ဖျားသခင်အကြောင်းကိုပြောတဲ့အခါမှာစန့်ကျင်ဘက်တွေရှိလာရင်ကျွန်တော်တို့စန့်ကျင်ဘက်မိကုန်းတွေမေးလာရင်ပညာအမှန်တန်ရရှိပါတယ်။တော့တန်ရှင်သောဝိညာဉ်တော်ကပညာကိုပေးတယ်။တမန်တော်ဝိတုအခန်းကြီး6ကိုလေ့လာကြည့်ရင်တတိဖတ် တတိပံလို့ဖိလစ်ပီးတော့ဘာလို့ရလဲဆိုတော့ဟိုစပွဲမှာလုပ်ကြည့်ရင်အမှုအမေအဲ့ဥစားမွဆမာတွေကိုချက်တွေ့ရတယ်ပြုစုရတယ်ဒါပေမဲ့အဲ့ဒီချိန်မှာမှသူတို့ကသူတို့ကောင်းနေဖြစ်တယ်အတူတွေရှိတယ်တန်ရှင်းသောဝိညာဉ်ဖြစ်တယ်ယုံကြည်ခြင်းပြည့်သောကြောင့်အရေးကြုံလာလို့နှုတ်ကပါတော့ဝေငှရမယ်ဆိုရင်သူရဲ့ပြောဆိုမှုကတကယ်ပဲအံ့ဩစရာကောင်းတယ်လူတွေက လူသားလည်းမကြောက်အဲ့ဒါကစန့်ကျင်တဲ့ယစ်ပရိတ်တွေလည်းနားထောင်လာကြတယ်တမန်တော်ဥဒုအခန်းကြီး6ရဲ့အငယ်9ကကြည့်ရင်ဖျားသခင်သာသနာတော်တို့သည်တူပွားသဖြင့်ယေရုရှလင်မြို့၌တပည့်တော်တို့သည်အလွန်ပွားများ၍ဒီခုနကတင်းတော်လူကြီးခုနှစ်ယောက်အားဖြင့်အာတင်းတော်တွေအလွန်တူပွားပြီးတော့ယစ်ပရိတ်အပေါင်းတို့သည်ယုံကြည်ခြင်းတရားကိုနားထောင်ကြတယ်ယစ်ပရိတ်တွေတော့ယုံကြည်ခြင်းတရားကိုနားထောင်လာကြတယ် တတိပန်တိကျေးဇူးတော်၎င်းတကူတော်၎င်းပြည့်စုံသည်ဖြင့်ကြီးစွာသောနမိတ်လက္ခဏာအံ့ဖွယ်သောမှုတို့လူများရှိမှပြုရဲအဲ့ဒီအပြင်ပညာဘလို့အရေးကြီးလဲဆိုရင်ထိုအခါလိပိရတိန်အပေါင်းတင်းဝင်သောသူများစာ၍ကုရီနေပြည်သားအာလီစင်ဒရုမြူသားအလက်ဆန်ဒရမြူသားတွေပေါ့နော်ပညာတတ်တယ်ကိလကိပြည်သား 江西边上就落地，泰源、嗯，你发现人口真个飙升了。毕竟啊，变新嘞，就打了解开嘞，你培养多少？你看没教了，说没用人家学，没有没有，再看老了的嘛。你看嘛，都好表现，等出到毕业嘞，文人多过，没看谁人家。毕业嘞，变新嘞文人，初中人讲杀金，没有没有毕业文人，没看哪个了。你看嘛？ သူတို့မတရားဆွဆွေပြီးတော့တတိပံကိုဖျက်ဆီးဖို့ကြိုးစားကြတယ်။ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ပြီးတော့ပညာနဲ့ပြည့်စုံရင်ကျွန်တော်ပြောစမှုကိုသူများစီတားလို့မရဘူး။ဘုရားခင်အောင်မြင်ခြင်းအခွင့်ကိုပေးမယ်။ဒါကျွန်တော်တို့တွေကဘုရားခင်ရဲ့ဝိညာဉ်ရေးရာစစ်တူရဲ့ဖြစ်တယ် ယေရှုရဲ့စစ်သူရဲတွေကဘာအရေးကြီးတယ်လဲဆိုရင်ခုနလက်နဲ့ဆုံးနေ6ဘာကိုကောင်းတော့လက်ခံဒီဘာနှုတ်ကပတော်ဝိညာဉ်တော်ဒေတာမှထက်နေရပဲစာလံကအောင်တာကျမ်းစာလာကျမ်းစာလာကျမ်းစာလာတယ်ပဲအဲ့ဒါနဲ့မဟုတ်ရင်တော့အောက်ပြင်းလို့ကိုယ့်ရဲ့အတွေးခေါ်တွေကြာရှင်းသွားလိမ့်မယ်ကိုယ့်ရဲ့စိတ်ခံစားမှုတွေနော်ကိုယ့်ရဲ့ခုနဝိညာဉ်စစ်ကြီးစီပဲသုံးရင်နောက်ဆုံးတော့အချိန်မှာကျွန်တော်ဖျားခင်နဲ့တွေ့ရင် အမှန်တမ်းမှကြီးမားတဲ့အန္တရာယ်ရှိလာနိုင်တယ်။ဒေါတိမောသိဩဝါဒစာဒုတိယဆောင်အခန်းကြီး1မှာစစ်သူရဲနဲ့ပတ်သက်ပြီးဒီလိုရှင်ဘောလူကဒီဝါဟာရကိုတုံ့ထားပါလေ။ယေရှုခရစ်၌ကောင်းသောစစ်သူရဲကဲ့သို့ဆင်းရဲဒုက္ခကိုတိခံတော်။ကောင်းတဲ့စစ်သားကတော့ဆင်းရဲဒုက္ခကိုတိခံနိုင်တယ်။မိုးတယ်ရေတယ်အိပ်စာမရှိလဲကြောက်ခဲကိုခေါင်းအုပ်လို့ရတယ်စားစရာမရှိလဲရှိတဲ့ မြစ်ဒီခဏလို့အွှတ်ဒီစားလို့ရတယ်ယေရှုခရစ်မှာရှိတဲ့စစ်တူရဲတွေကဆင်းရဲဒုက္ခကိုတီးခံနိုင်တယ်အေစာဒံမနဲ့လူတွေကတော့စီးစိမ်ပြောင်းဝင်ရှိမှာပဲသူတို့တတ်တာချင်းစုံမှာပဲနေမယ်ယေရှုခရစ်ရဲ့စစ်တူရဲမှန်ရင်ဆင်းရဲဒုက္ခကိုတီးခံမှာစစ်တူရဲ့မြင့်တေကစစ်သားဆိုတာကမိမိကိုစစ်တူရဲ့အရာနဲ့ခန့်ထားတော့သူကိုနှစ်သက်စေခြင်းက လောကီမှုရင်းနဲ့ပြုံးသောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်တယ်။ဒါကြောင့်တကယ့်ခရစ်တော်ရဲ့စစ်တီတွေဖြစ်လာရင်ဖျားသိမ်းခံတာပြီဆိုလို့ရှိရင်ဒါဝိညာဉ်တိုက်ပွဲကိုတိုက်နေရတယ်။တချို့ကတော့တတ်တတ်တတ်နဲ့ခြင်းလို့ဝိညာဉ်တိုက်ပွဲဝင်ခြင်းမှာမဟုတ်ဘူး။သူတော့တတ်တာခြင်းပဲလွင်ခြင်းတယ်။နော်။ရေစုံမျိုးနေချတယ်။ရေစံကိုလက်ဖို့ဆိုရင်စာတန်းကအမျိုးတိုက်လာတယ်ပဲ။အခုဆိုလဲသူဖျားခင်နဲ့ပြောင်းလဲတဲ့လူတွေကိုအမျိုးမျိုးစာတန်းတိုက်နေတာပဲ။ အင်အားတွေနဲ့အမြင့်မြို့သောကဲရပြတင်ခြင်းတွေနဲ့တော့လူစားကြည့်သဘောတွေဖြစ်လုခတ်နေကြတယ်။ဒါပေမဲ့စစ်သူရဲ့အရာနဲ့ခန့်ထားတော့သူကိုနှစ်သက်စီဖို့ခရစ်တော်ကိုနှစ်သက်စီဖို့လောကီမှုရင်းနဲ့ပြုံးလို့ရှုပ်ခြင်းရပေးရတယ်။လောကနဲ့ဆိုင်တဲ့အရာတွေလောကီတတ်မဲ့ခြင်းတွေလောကနဲ့ဆိုင်စီးသီးဝါကြွားခြင်းတွေလုံးဝလက်မှတ်ဒါရှင်မောလို့ကဒါတွေအလုံးမစင်ခဲ့တော့မှတ်ပြီးတော့လုံးဝသူကရွရှာတယ် တော့ဒီလိုဝိညာဉ်စစ်ပွဲမှာကျွန်ခရိယာနေကိုဘုရားသခင်အဲ့ဒီလိုအတက်ရှိစေအတက်အဲ့ဒီလိုအတက်ရှင်စေခြင်း ਨੇ ဒါကြောင့်ကျွန်တော်တို့ကခရစ်တော်နဲ့မိတ္တာဖွဲ့ခြင်းမှာကင်းကွာစေတဲ့မာမနစိတ်တွေကိုခြုံနေရမယ်ကိုယ်ပိုင်နီလာနေကိုအတုံးပြာတွေးဆောင်ရင်းခါတဲ့အခါမှာဒါတွေကိုတိုက်တွန်းယူလက်မခံဖို့ဘုရားသခင်ရဲ့လက်နဲ့ဆုံးလို့ပဲ အသုံးပြုပြီးတော့စာလံကိုစီတာနိုင်ဖို့ပြောင်းရင်အလိုလိုရှိတယ်။ဒါပေမဲ့ဘုရားသခင်ပေးတဲ့လက်နဲ့စံကိုအသုံးမပြုဘဲကိုယ့်ရဲ့ပညာကိုယ့်ရဲ့တွေးခေါ်ကိုယ့်ရဲ့ခွာတွေအသုံးပြုရင်တော့စိတ်ချစစ်ပွဲမှာစာလံရဲ့ချွေတဲ့ချီကိုခံပြီးတော့တတတတနဲ့နေကြတဲ့စာလံရဲ့လက်ပါစီဖြစ်သွားနိုင်တယ်ခရစ်တော်ရဲ့စစ်သူရေးပြီးသားစွာအသက်ရှင်နေဖို့ကျွန်တော်စုကစစ်တော် စကားဖို့ဖြစ်ပါလေ။ဒီနေ့အတွက်မြန်မာနိုင်ငံခရီးယာဒိုင်မွန်ဒ်စစ်တမ်းရကော်မတီရဲ့စစ်တောင်းချက်ကတော့မရုစစ်တပ်ရဲ့30သောလက်နက်တီဇာတိပဂရီလက်နက်မဟုတ်ဖျားသခင်တကူတော်အားဖြင့်မြို့ယူမြို့ပြတို့ကိုဖြိုဖျက်တော်တော့လက်နက်ဖြစ်တော်ကြောင့်ဖျားသခင်တကူတော်သည်ကျွန်တော်တို့တိုက်ပွဲနဲ့ပါဝင်ကူညီခြင်းအားဖြင့်အောင်ပွဲခံတော်သူများဖြစ်ရန်စုတောင်းဖို့ဖြစ်ပါတယ်ခရစ်တော်ရဲ့ စစ်သူရဲများပိသားစွာစိရင်ဒုက္ခကိုတိခံဖို့စစ်သူရဲအရာနဲ့ခံရတဲ့ခရစ်တော်စိတ်တော်နဲ့တွေ့ဖို့အတ္တတော်တွေကိုဆက်ကပ်မဖြစ်ပါလေအတ္တတွေကဆုတောင်းဆက်ကပ်ကြပါစို့ကောင်းမြတ်ဘုံ၌ရှိတော်မူသောဖတ်မြတ်စွာသောဖခင်ကျွန်တော်စစ်တပ်ရဲ့30သောလက်နက်ပြီးဇာတိပတိလက်နက်မဟုတ်ပါ ဘုရားရှင်တကူတို့အားဖြင့်မြေယူမြပြတယ်ကိုဖြူဖြစ်နေတော်လက်နဲ့ဘုရားရှင်ကိုတည်သောဉာဏ်ပညာကိုစီတနေတော်လက်နဲ့ဖြစ်တော်ကြောင့်ဘုရားရှင်တကူတို့သည်ကျွန်ုပ်တို့ဤတိုက်ပွဲလိုက်တိုက်ပါဝင်ကုညီခြင်းအားဖြင့်ခရိယန်တိုင်းသည်ဇာတိနှင့်ဝိညာဉ်တိုက်ပွဲမှာအောင်မြင်နိုင်ဖို့ဝိညာဉ်တကူနှင့်ပြည့်စုံစေပါနှုတ်ကပတော်ဓာတ်ကိုလည်းထဲစာတွေးလျက် စုံစမ်းခြင်းအခက်ခဲကြုံလာတဲ့အခါတိုင်းမှာကြံစာလာတယ်ကြံစာလာတယ်ကြံစာလာတယ်ဆိုပြီးတော့နှုတ်ကပတော်အဖြစ်အောင်မြင်သောအခွင့်ကိုကိုတော်ပေးတယ်မူပါခင်ဗျဝိနည်းကြောင်းတဲ့ဝိနည်းရှင်များနဲ့မိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံတို့ကိုလည်းထူကဲ့သို့ဆုတောင်းပေးပါတယ်လောကကြီးမှာနေရတဲ့အခါမှာဇာတိရှိမြင်သောကြောင့်ဇာတိနဲ့ဆိုင်တဲ့ကျွန်တော်ရဲ့အကြံဉာဏ် အကောင်းဆုံးလို့ထင်တဲ့အရာတွေကိုအတုံးချတတ်ကြပါလေ။ကြောဒီစာတန်ကိုအောင်နေမှုရာစာတန်ရဲ့လွှမ်းမှုကိုခံရတဲ့အာနာစက်တီလောကီမောင်မဲ့အစိုးတရားပြည့်တဲ့နတ်ဆိုးတွေကိုနိုင်မှုရာကိုယ်တော်ပြင်ဆင်ထားတဲ့လက်နဲ့ဆောင်ကိုဆောင်မှသာလေနိုင်ပြီဖြစ်တော့ကြောင့်သူလက်နဲ့ဆောင်ကိုကျွန်တော်ဝတ်ဆောင်ခြင်းအားဖြင့်မိမိရဲ့မွေးနေ့မိမိရဲ့မင်္ဂလာရက်မြတ်ပါစာတန်ရဲ့သွေးဆောင်ခြင်းအမျိုးမျိုးတတ်ခတ်ခြင်းမျိုးကိုအောင်မြင်တော်သူများဖြစ်စီဖို့ ခုနကောင်းကြီးပေးဖို့ကြောင့်ဆွတောင်းကြတဲ့အခါမှာအပြည့်သွေးဆောင်နဲ့ကင်းလို့ရမကောင်းသောအမှုရနဲ့ကင်းလို့ပေါ်ရတုန်တည်ပေးတဲ့ပထနာတော်အတိုင်းကျွန်တော်တို့သဘောချင်းတူတဲ့ဆွတောင်းကြမိမှာကောင်းမြင်ပုံ၌ရှိတော်မူသောကျွန်တော်တို့ရဲ့ဖာကိုတော်ဤနာမတော်အားယုံကြည်လေးမြခြင်းရှိပါစေတော်နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းမြင်ပုံ၌ပြည့်စုံကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော် တဲ့မွေးလောက်တော့စာကိုကျွန်တို့အားယနေ့ပေးသနာတော်ပါသူတပားဒီကျွန်တို့တို့ကိုပြမတော်ပြမကိုကျွန်တို့တို့ဒီဆိုတကယ်တော့ကျွန်တို့ဒီအပြစ်များကိုလွတ်တော်ပါပြသွေးဆောင်ပါသူမလိမ့်မပါစီပဲမကောင်းတော်မှုရမှလည်းကဲနှုတ်တော်ပါအဆိုးပိန်တော်အခွင့်နဲ့ဘုန်းကိုအာနုဘော်တော်ဒီကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင် အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မပရှင်ပ233ကိုရအားအကောင်းဆုံးပေးပါပြည့်ရစဉ်ကဒီပြည့်စဉ်အမှုတော်ဆောင်လူငယ်တွေကိုရကိုအတ္တတာကိုစက္ကပူဆောပါတစ္ဆာဘက်မှာစစ်တိုက်တဲ့အခါမှာဝိညာဉ်ဆရာကြီးပြီးတော့တခင်ရှုပြည့်စဉ်ကပြတဲ့ပုံသက်တွေအတိုင်းစာတန်ရဲ့သွေးဆောင်ကြီးအမျိုးမျိုးကိုနှုတ်ကပတော်ဒါဆိုရက်စံစာလာတယ်စံစာလာတယ်စံစာလာတယ်ဆိုအပြင် အောင်မြင်တဲ့စစ်သူရဲတွေဖြစ်ဖို့တစ္ဆာနဲ့အမှုတော်ကိုဆောင်ရွက်ခြင်းအဖြစ်အမြတ်ဆုံးသောဘုရားကိုပူဇော်ကြီးနဲ့ပူဇော်ဆက်တာခြင်းဖြစ်ခရစ်တော်နဲ့တွေ့တဲ့တဲ့နေ့မှာဓာတုတစ္ဆာရှိသောငေသားကောင်းလို့ချီးမွမ်းခြင်းဂုဏ်တွေကိုခံရတဲ့စစ်သူရဲများဖြစ်အောင်ခရစ်တော်ရဲ့စစ်သူရဲကောင်းများဖြစ်အောင်တခြင်းလေးကိုဆက်ကဆုတောင်းတဲ့ဘောနဲ့ဒီစုချီးမွမ်းကြပါစို့ thank you do. ခင်ကျွန်တော်ယုံကြည်သောနေ့မှာကိုယ်တော်ကြွလာခြင်းဒီနိကလည်းရှိသည်ထည်အခုသာ၍နိကတော်ကြောင့်အလင်းရဲ့လက်နဲ့ဆုံကိုဥဆောင်လက်မှောင်မဲ့အချင်းတို့ပေရှားလက်ကိုယ်တော်နဲ့တွေ့သောတဏိမာတာဓုတစ္ဆာရှိသောငေသားကောင်းလို့ချီးမွမ်းခြင်းဂုဏ်ကိုအတရေကိုခံရသည့်တည်းမင်္ဂလာဖြစ်ဖို့ရန်ဘုရားဖျားသည်ကျွန်တော်တို့ကိုကောင်းချီးပေးဆောင်မကြည်ရှိပါစေတော့ကျွန်တော်တို့ဘုမာကိုယ်ရဲ့ရွှေမျက်နှာအလင်းတော်ကိုလွတ်လပ်ကျွန်တော်တို့အား ဘယုနာကျေးဇူးပြုတော်ပါစေသောကျွန်တော်အတီးဒီကိုမျောကြည့်၍ချမ်းသာပေးတော်ပါစေသောခမည်းတော်ဖခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့မိတ္တဘွဲ့ခြင်းကျေးဇူးအပေါင်းတို့သည်ဝိညာဉ်စစ်ပွဲတွင်ဝင်ကြသောသားမီးအတီးဒီပေါ်မှာခရစ်ယာန်အတီးဒီပေါ်မှာယခုမှစ၍ကာလအစဉ်မြဲသက်ရောက်တည်ရှိတည်နေပါစေတည်းအာမင် Oh Amen. Amen.